ပါရှင်မြန်မာနိုင်ငံတဝန်းကသတင်းတွေကို Dowel Watch ပြည်သက်တွေသိရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီဒီပတ်မြန်မာရေးရာမှာတော့ April 6ရက်ကနေ April 12ရက်အထိတပတ်တာအတွင်းအဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအစီအစဉ်ကို Dowel Watch Final Guide ကအစီအစဉ်တင်ဆက်ထားတာပါ စကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့နဲ့ကချင်ပြည်နယ်ဖလန်းမြို့ကိုတော်လန်ရေးတပ်တွေကသိမ်းယူလိုက်ပါတယ်။စကိုင်းနဲ့ကချင်အဆက်ကဗျူဟာကျတဲ့အင်းတော်မြို့ကိုကချင်တပ် KIA ၊ကျောင်းသားတပ် ABSDF နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ပြီး၈လလောက်အကြာဧပြီလ9ရက်မှာသိမ်းယူနိုင်ခဲ့တာပါ။မြို့မှာအခိုင်အမာဆောက်ထားတဲ့စစ်ကောင်စီတပ်မခွန်ခွန်ရှေတန်းဌာနချုပ်ဂျပန်လှိုက်ကူနဲ့ဖျားကုန်းတွေကိုသိမ်းယူခဲ့တာပါ။ စကန်းစွန့်ထွက်ပြေးတဲ့တမခွန်ခွန်တမမှူးအပါဝင်တပ်ဖွဲ့ဝင်တရကျော်ကိုဖမ်းမိပြီးဟောင်ဝိဇာလက်နက်ကြီးနှစ်လက်120မမနှစ်လက်အပါဝင်လက်နက်ခဲယမ်းတွေဖမ်းမိခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီကလေကြောင်းကနေခုခံခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတေဆုံးမှုများတယ်လို့တော်လိုင်းအင်အားစုတွေဘက်ကလည်းတေဆုံးမှုရှိခဲ့ပါရယ်ဖလန်းမြို့ကိုချင်းလက်နက်ကင်6ဖွဲ့နဲ့ဖွဲ့ထားတဲ့ချင်းညီနောင်အဖွဲ့ CB ကစတင်တိုက်ခိုက်ပြီး 9လအကြာဧပြီလ9ရက်မှာတည်ယူနိုင်ခဲ့တာပါနောက်ဆုံးကြံတဲ့စစ်ကောင်စီခလာရ368ကိုတည်ယူပြီးမြို့ကိုထိန်းချုပ်နိုင်ခဲ့တာပါ တိုင်းရင်းသားလက်နက်ကန်တွေနဲ့တော်လှန်ရေးအဖွဲ့တွေတည်ယူထားတာမြို့65မြို့ထပ်မင်းရှိလာပြီလဲဖြစ်ပါတယ်မလင်ပေးတဲ့ကြောင့်အပြစ်ခတ်ယာယီရက်စဲကြောင်ကြီးညာထားတဲ့စစ်ကောင်စီဟာလေကြောင်းတိုက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပြီးဧပြီလ9ရက်တရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်လူ40နီးပါးသေဆုံးခဲ့ပါတယ်။အဲ့ဒီအထက်ကစကိုင်းတိုင်းဝင်းတိုမြို့နယ်နမ်ခမ်ရွာမှာလူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဂျက်တိုက်လျင်နဲ့၄ကြိမ်ဘုံကျဲတိုက်ခိုက်တာကြောင့်အရသာပြည်သူ26ဦးသေဆုံးပြီး22ဦးဒဏ်ရာရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။အင်းတော်မြို့တင်းယူခံရပြီး၂ရက်အကြာမှာပဲထိတွေ့တိုက်ပွဲမရှိပဲနမ်ခမ်ကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်တာဖြစ်ပါတယ်။ ပေါင်300 500 cluster လို့ယူဆရတဲ့ဘုံးတွေနဲ့တိုက်ခတ်ခဲ့တာဖြစ်ပြီးတေဆုံးသူတွေထဲမှာ ကလေးငယ်တွေအမျိုးသမီးတွေတက်ကြီးရွယ်တွေပါဝင်တယ်လို့ NUG ကဆိုပါတယ်။အလားတူဖလန်းမြို့သိမ်းခံရပြီးနှစ်ရက်အကြာတီးတိမ်နဲ့မင်းတပ်မြို့နယ်တွေကိုလည်းတိုက်ပွဲမဖြစ်ပဲဧပြီလ6ရက်မှာလေကြောင်းကနေဘုံးကျဲတိုက်ခိုက်တာကြောင့်ကလေးငယ်တွေအပါအဝင်အရသား12ဦးတေဆုံးတယ်လို့ပြည်တွင်းသတင်းတွေမှာဖော်ပြပါဗျာ။ ဒါအပြင်စကိုင်းတိုင်းထဲကကောလင်းချောင်းဦးမင်းကင်းမန္တလေးတိုင်းထဲကမတရားကရင်ပြည်နယ်လူသောမြို့နယ်ရှမ်းပြည်နယ်နောင်ချိုညောင်ရွှေမြို့နယ်တွေမှာလည်းလေကြောင်းတိုက်ခိုက်ခံရတာကြောင့်အရသာပြည်သူထိခိုက်သေးဆုံးခဲ့ပါတယ်။ငလင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေဧပြီလ8ရက်အထိစစ်ကောင်စီရဲ့လက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူ80ကျော်သေဆုံးတယ်လို့လည်းအင်ယူဂျီကထုတ်ပြန်ပါတယ်။ ြည့်ခတ်ရက်ဆိုင်မှုကိုချိုးဖောက်တယ်လို့စစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေအပြန်အလှန်ဆွတ်ဆွဲမှုတွေရှိနေပြီးကုလသမဂ္ဂကတော့ငလင်ဘေးကိုပဲအာယုံဆိုက်ရမယ့်အချိန်ဖြစ်တာကြောင့်အပြည့်ခတ်ရက်ကြဖို့တိုက်တွန်းထားပါတယ်။ငလင်ကျောက်တေဆုံးသူ3900နီးပါးရှိလာပြီးဒဏ်ရာရသူ9000ကျော်နဲ့ပျောက်ဆုံးသူ140နီးပါးရှိတယ်လို့စစ်ကောင်စီကဧပြီလ17ရက်ကသတင်းထုတ်ပြန်ပါတယ်။ငလင်းကြောင်ပြိုကျနေတဲ့အဆောက်အုံတချို့မှာ ဧပြီလ12ရက်အထိရုပ်အလောင်းတွေတွေ့ရှိနေစေလဲဖြစ်ပါတယ်။ဒါကြောင့်တည်ဆုံးသူအရေအတွက်ဟာလဲဆက်လက်မြင့်တက်နေစေဖြစ်ပါတယ်။ NUG စရင်ရတော့နေအဆောက်အုံ3000နီးပါးပြက်စီးတယ်လို့သိရပါတယ်။မြမငလှင်ပြီးလာရောက်ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့ပြည်ပနိုင်ငံတချို့ကကယ်ဆယ်ရေးအဖွဲ့တွေအခုသတင်းပတ်အတွင်းပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။နောက်ဆက်တွဲငလှင်တွေဆက်လက်လှုပ်ခတ်နေစေဖြစ်တဲ့အပြင် မိုးရွာသောနာကြောင့်ငလင်တန်တင့်ပြည်သူတွေနေထိုင်ရေးအခက်အခဲရှိနေတယ်လို့ငလင်တန်ခံရတဲ့အဆောက်အုံတွေပြုပြင်ဖို့ဖြိုချဖို့လဲဇိတ်တွေကြီးမြင့်နေတာကြောင့်ပြည်သူတွေအခက်အခဲများစွာကြုံနေရပါတယ်။ငလင်တန်တင့်ပြည်သူတွေကိုတွားရောက်ကူညီမဲ့ပရာဟိတအဖွဲ့တွေစစ်ကောင်စီရဲ့ခွင့်ပြုချက်ယူရတာလွတ်လွတ်လပ်လပ်လုခွင့်မပေးဘဲတားဆီးမှုတွေရှိနေတာကြောင့်ကူညီကယ်ဆယ်ရေးအခက်အခဲတွေလည်းကြုံတွေ့နေရပါတယ်။ တီပကလာရောက်သတင်းယူခွင့်ပိတ်ပင်ထားတယ်လို့အလဲအပတ်ဗီဇာကိုလည်းပိတ်ခဲ့တာကြောင့်စစ်ကောင်စီကသတင်းအမှောင်ချဖို့ကြိုးပမ်းနေတာလို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ကချင်တက် KIA နဲ့ဒန်းတက် TNL တို့အကြားနယ်မြေအငင်းပွားမှုတွေနဲ့ပတ်သက်လို့နှစ်ဖက်ဆွေးနွေးပွဲအတွက်ရှေ့ပြေးညှိနှိုင်းမှုစတင်နေပြီလို့ KIA ဒုဗိုလ်ချုပ်ကြီးခွမ်မော်ကပြောပါတယ်။အခုတွေးဆမှုဟာဗဟိုကော်မတီအဆင့်မဟုတ်သေးပဲ နှစ်ဖက်ဗဟိုကော်မတီတွေတွေ့ဆုံမဲ့နေရာ အချိန်ဘလို့တွေ့ကြမယ်ဆိုတာတွေကိုညှိနှိုင်းနေကြတာလို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကမီဒီယာတချို့မှာပြောဆိုထားပါဗျ။မန်တုံနမ်ခမ်နမ်ဖက်ကမွန်ဂိုစတဲ့နေရာတွေမှာနှစ်ဖက်နယ်မြေအငင်းပွားမှုတွေရှိနေပြီးမတ်လ9ရက်ကကုတ်ခိုင်မြို့မှာရှိတဲ့ KIA ဆက်ဆံရေးရုံးကို TNL ကဝင်ရောက်စီးနင်းရာကနေနှစ်ဖက်တင်းမာမှု ပုံပုံမြင့်တက်လာတာပါ။ မြန်မာနိုင်ငံမှာငလျင်တန်းကိုအပြင်းထန်ခံစားခဲ့ရပြီးပြည်လဲထူထောင်ရေးတွေအချိန်ယူလှုံ့ဆော်ရမှာဖြစ်ပေမဲ့စစ်ကောင်စီကတော့ရွေးကောက်ပွဲကိုမူလအစီအစဉ်အတိုင်းလှုံ့ဆော်မှာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလထဲမှာကျင်းပမယ်လို့စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဧပြီလ9ရက်မှာထုတ်ပြန်ပါတယ်။ဒါကြောင့်ပါတီမှတ်ပုံတင်တာပါတီတွေပူးပေါင်းတည်ထောင်တာတွေကိုမေလ9ရက်နောက်ဆုံးရှောက်ထားဖို့ကြေညာထားပါတယ်။ လက်ရှိမှာနိုင်ငံရေးပါတီတည်ထောင်ဖို့ရှောက်ထားတဲ့ပါတီ80ခုရှိတယ်လို့ဆိုပါတယ်။ငလင်လှုပ်ခတ်မှုဖြစ်ပြီးတဲ့နောက်ဧပြီလ3ရက်ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘင်းစတက်အစည်းအဝေးလာရောက်တက်ချိန်မှာလဲမြန်မာနိုင်ငံမှာရွေးကောက်ပွဲအပြောင်းအလဲမရှိဆက်လက်ကျင်းပမယ်လို့ပြောဆိုခဲ့ပါတယ်။ မြမငလင်ဘေးပြည်ပနိုင်ငံတွေကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းစုစုပေါင်း30ကျော်ကငွေကြေးထောက်ပံ့ကူညီမှုအမေရိကန်ဒေါ်လာ360တန်းကျော်ရှိလာပါတယ်။ဒါအပြင်ကယ်ဆယ်ရေးပစ္စည်းတွေလူသားချင်းစာနာတဲ့အကူအညီတွေတန်ထောင်ချီကူညီခဲ့ကြတယ်လို့ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေစေဝါကုသရေးအဖွဲ့တွေစေလွှတ်ကူညီခဲ့ကြပါတယ်။ငွေကြေးကူညီမှုထဲမှာတရုတ်ကအများဆုံးဖြစ်ပြီးကန်ဒေါ်လာ တန်း150ကျော်ရှိပါတယ်။ဒုတိယအများဆုံးက UK နိုင်ငံကစတာလင်ပေါင်25တန်းကုလသမဂ္ဂကကန်ဒေါ်လာ22တန်းရှိပါတယ်။ဒါပေါင်းလို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစီကပ်ဘေးအမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစီလို့ဒွယ်ဝက်ဝိုင်းနုံသားတွေကစုမုံကောင်တောင်းအပ်ပါတယ်နောက်တစ်ပတ်မှာလည်းမြမသတင်းရေးရာအစီအစဉ်ကိုဆက်လက်စောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်